အားလုံးမင်္ဂလာပါကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ကြည့်ရှုနေတဲ့ပရိသတ်တို့ရိထိုင်းလန်စီယာကောင်းမွန်စွမ်းရည်တွေနဲ့ရင်မောင်းတွေကိုဘဝမှာချိန်မောင်းများစွာပြင်တွေ့ပူကြမှာပါဒါပေမဲ့သူတို့ကိုသူတို့ရောအခြားသူတွေရောတိမ်မောင်းများစွာဆုံးရှုံးစေခဲ့တဲ့မာယူရဲ့ရင်မောင်းတွေလည်းအများအပြားရှိနေပါသေးတယ်အချို့တော့မိုင်းမဲတဲ့ရင်မောင်းတွေကတော့သူတို့ဘာသာမာယူရဲ့လုံယုံတင်မဟုတ်ဘဲနဲ့အခြားသူတွေကိုပါဒုက္ခပေးသွားတာမျိုးလည်းရှိတတ်ကြပါရယ်ဒီနေ့မှာတော့သင်တို့ကိုကင်မရာမှာရှိုက်ကုမိတဲ့ယူချောင်ချောင်ရင်မောင်းတွေရဲ့အလွဲမားတွေက အချို့ကိုစူးစီးတင်ဆက်ပေးမှာဖြစ်လို့အဆင်သင့်ဖြစ်ပြီဆိုရင်အခုပဲစားလိုက်ရအောင်ပါပရိသတ်တို့လည်းတခါတလေမှဒီလိုထရက်ကားမျိုးတွေလမ်းပေါ်ဖြတ်မောင်းသွားမှာကိုအမှတ်မတင်မြင်ဘူးကြမှာပါအဲ့ထရက်ကားတွေကရှင်တွေအများပြားကိုတင်ဆောင်လာရင်တနည်းအားဖြင့်တနည်းအားကိုပို့ဆောင်ပေးကြတာဖြစ်ပြီဒီလိုထရက်ကားမျိုးကိုမိုက်မဲတဲ့ရှင်မောင်းလက်ထဲမောင်းနေစေတဲ့အခါမှာတော့အခုလိုပဲကြုံတွေ့ကြရပါတော့ရင်ရှင်မောင်းဟာကားတွေအများပြားတင်ဆောင်လာတဲ့ထရက်ကားကိုမောင်းနေရင်ရုတ်တရက်တံတားအောက်ကနေဖြတ်မောင်းသွားမိခဲ့ပါတယ် အဲဒါကြောင့်ထွက်ကားပေါ်မှာပါလာတဲ့ကားတွေအားလုံးလဲတံတားအောက်ဘက်ခြံထဲညှိသွားပြီးတော့ထိခိုက်ပျက်စီးကုန်ပါတော့တယ်။ဒီဖြစ်ရမှာတော့ထွက်ကားမောင်းသူကဘာမှကြီးကြီးမားမားဆုံးရှုံးရတာမျိုးမရှိပေမဲ့ကားတွေကိုတနေရာကနေအခြားတနေရာတောင်းဝင်ပြီးတော့ရွှေ့ပြောင်းပေးနေတဲ့ဒီကုမ္ပဏီကတော့ဒီရှင်မောင်းကြောင့်အကြီးကျယ်ဆုံးရှုံးရပြီပဲဖြစ်ပါရဲ့။အခုမြတ်တွေ့နေရတဲ့ရှင်မောင်းကလည်းအလားတူအမားမျိုးပြုတ်လုခဲ့တယ်လို့ဆိုနေပါရဲ့။ယူမိုင်လာရင်ဒီရှင်မောင်းဟာထွက်ကားနောက်ပိုင်းကိုအခုလိုမျိုးမကျင်ထားရင် လမ်းမပေါ်မောင်းနေကြတာဖြစ်ပါရဲ့။ ကြည့်ရတော့ရမောင်ကသူ့ရဲ့ထွက်ကားနောက်ပိုင်းမှာတင်ထားတာကိုတောင်သတိမပြုမိတဲ့ပုံမှာပဲရမောင်ကဒီလိုအခြေအနေမျိုးနဲ့လမ်းတစ်လျှောက်မောင်းနေလာခဲ့တာဖြစ်ပြီးလမ်းဘုတ်ကလမ်းညွန်ဆိုင်ဘုတ်ကိုပါဝင်တိုက်သွားခဲ့ပါတယ်ဆိုင်ဘုတ်ကလည်းလုံဝကောင်မှပျက်စီးခဲ့ပြီးတော့အကျိုးပဲစားနာရီလေးလမ်းမပေါ်မှာပြုတ်ကျကုန်မှာတော့လေအခုမြင်တွေ့ရတဲ့ဗီဒီယိုကလည်းတင်တို့ကိုရှီမောစီမှာအမှန်မှာအခုပြသခဲ့တဲ့ရှင်ဟာကားပြင်ယုံကိုယူသွားနေတာဖြစ်ပြီးတော့လမ်းမှာလည်းရင်ကျော်ပိတ်ဆို့နေပါသေးတယ် အဲ့ကာနာမှာအခြားကားတွေကတော့အခုလိုပဲမိခိုးလုံးတွေကြားမှာပြိမိနေကြပဲအဲ့ကာကတခြားလုံးမိခိုးတွေမှုတ်ထုတ်နေရပဲဖြစ်ပါတယ်သူတို့ရဲ့ရှင်ကိုဝင်းနေမတန်တဆတင်ရဲ့မောင်းနေလာကြတဲ့ရှင်မောင်းတွေလည်းရှိတဲ့ကြပြီးတော့သူတို့ဟာအခြားသူတွေရဲ့အသက်အန္တရာယ်နဲ့ထိခိုက်မိနိုင်စေကိုဂိူးမဆိုင်ကြသလိုသူတို့ကားတွေဟာလည်းတိမ်းမောက်နိုင်စေအလွန်များတာကိုထည့်သွင်းမစင်စားကြပါဘူးဒီရှင်မောင်းဆိုရင်လည်းကားပေါ်မှာတစ်လုံးတွေအများများတိတ်ဆောင်ရင်းနဲ့လမ်းမတစ်လျှောက်မောင်းနေလာပြီးတော့လမ်းကွေတနေနေရာရောက်တော့ ထရက်ကားကိုလည်းဟန်ချက်မထိနိုင်တော့ဘဲနဲ့တိမ်းမောက်သွားပါတော့ရီဘီယိုမှာလည်းထရက်ကားရဲ့ဘင်းတွေပါတစားစီပြုတ်ထွက်ကုန်ကြတာတွေ့ရပါပြီတိတ်ဆောင်လာရင်ပစ္စည်းတွေရဲ့အလေးချိန်ဟာဘလောက်တောင်မှများနေမလဲဆိုတာပရိသတ်တို့လည်းခံမဲကြည့်နိုင်ပါ ರಿ အချို့သောရှင်မောင်းတွေကတော့လမ်းမတစ်ခုလုံးသူတို့တူတည်းပိုင်နေလို့များထင်နေမှလားမသိပါဘူးဒီဗီယိုတွေကထရက်ကားသမားကတော့ပိုင်လုံးကြီးတစ်ခုကိုခုလိုမျိုးတင်ဆောင်ပြီးတော့လက်လက်ရှောက်မောင်းနေလာခဲ့တာပဲဖြစ်ပါ ರಿ သူရဲ့လိုရဲ့ကြောင့်လမ်းပေါ်ကအခြားသောရှင်မောင်းတွေကတော့အလုံးမဲအခက်တွေ့ကြရမှာတိတ်ကြပါရဲ့ဒီရှင်မောင်းရဲ့ကားမောင်းဆွမ်းရည်ကိုလည်းကြည့်ကြလိုက်ပါအောင်ဒီရှင်မောင်းဟာအရှိန်ပြည့်နဲ့လမ်းမပေါ်မှာမောင်းနေပေမဲ့ကန်ဆိုးစွာပဲနောက်ဘင်းကတော့တာယာမရှိတော့ပါဘူးတင်းတော့အခုမြင်တွေ့နေရတဲ့ဒီကားရဲ့ဖြစ်စဉ်ကတော့မိန်းကလေးတူဟာသူမရဲ့ boyfriend နဲ့ချင်းတွေ့ခဲ့ပြီးတော့သူတို့လည်း hotel ကိုခီးဆက်ခဲ့ကြပါရဲ့ဒါပေမဲ့ကံမကောင်းစွာပဲလမ်းကြီးတစ်ခုကနေဖြတ်သွားဖို့ရွေးချယ်မိခဲ့ကြပြီးအဲ့နောက်မှာတော့သူတို့နှစ်ယောက်စီးလာတဲ့ brand new အော်ဒီကားတည်ကြည်လဲလမ်းစားရဲမှာညက်နေခဲ့ပါတော့ရီ။ဒါပေမဲ့သူတို့ယောက်ကတော့ကားကိုဒီလမ်းစားရဲကမရမကမောင်းထွက်ဖို့အတွက်ကြိုးစားနေကြတာပဲဖြစ်ပါတယ်။ဒီဗီယိုထဲမှာတော့ထရက်ကားရှင်မောင်းဟာသူ့ရဲ့ကားကိုကျင်းမြောင်းတဲ့ဝင်းပေါက်လေးတစ်ခုရဲ့ကိုမောင်းနေကြတာဖြစ်ပါတယ်။ဒါပေမဲ့အထဲဝင်ပြီးချိန်မှာပဲရှင်မောင်းလည်းသူ့ရဲ့ကားကိုပြန်ထွက်နိုင်ဖို့ကြိုးစားရပါတော့ရီ။အဲ့နာမှာတော့နောက်ဘက်ကနေရန်ကိုပါထိမိသွားပြီးတော့နေရန်လည်းပိတ်ချကုန်ပါတော့ရီ။ ဒီဗီဒီယိုထဲမှာတော့ရှင်မောင်ဟာသူ့ရဲ့ truck ကားကိုအလွန်ဟောင်းတွင်းနေတဲ့တံတားစင်းပေါ်ကနေဖြတ်မောင်းလာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့တံတားကဟောင်းတွင်းနေတာကြောင့် truck ကားတစ်စီးလုံးတံတားပေါ်ရောက်သွားပြီးတခဏအတွင်းမှာပဲတံတားလေးပြိုကျသွားခဲ့ပြီးတော့ truck ကားလည်းအဘက်ကမြောင်းလေးကိုပြုတ်ကျသွားပါတော့လိမ့်။ဒီဗီဒီယိုတွေကလူကတော့ကားပြိုင်လဲရဲ့လမ်းဘက်တစ်ဆန်းမှာထိုင်ရင်ကားရီပြိုင်ဆိုင်နေတာကိုကြည့်နေတာဖြစ်ပါတယ်။ဒါပေမဲ့မိုင်မဲတဲ့ကားပြိုင်သူကတော့သူ့ရင်ကိုမထိန်ချနိုင်တော့ပဲကားတစ်စီးလုံးလည်းထိုင်နေတဲ့သူတွေပေါ်မှာလွင့်စင်ကြပါတော့လိမ့်။ ဒါပေမဲ့ကံကောင်းစွာပဲအဲ့နေရာမှာထိုင်နေတဲ့သူအလုံးအထီးကဲမရှိဘဲနဲ့အသက်ရှင်လို့မြောက်လာခဲ့ပါရီတင်းတို့ကိုခုမြင်တွေ့နေရတဲ့ရှင်မောင်ကတော့ကြိလိုက်တာနဲ့လည်းဘလောက်တောင်ယူမိုက်တလဲလို့ခံမန်းလို့ရနိုင်ပါတယ်ဒီရှင်မောင်ကမကြသေးခင်ကမှကိုကလေးချင်းထားတဲ့လမ်းတစ်ဖက်ကိုတက်မောင်းလာခဲ့တာဖြစ်ပြီးအဲ့နောက်မှာတော့အခုမြင်ရသလိုပဲသူ့ရဲ့ကားကလည်းရှေ့တိုးမြနောက်ဆုံးမြနဲ့ကွန်ကရစ်ကြားမှာပိတ်မိနေကြတာဖြစ်ပါတယ်ဒီရှင်မောင်ကတော့သူ့ရဲ့ကားပေါ်ကရိုလာ ပြုတ်ကျသွားတာကိုသတိပြုမိဖို့မရပါဘူး ူရဲ့ကားနောက်ကဆံကေသမားကတော့အိတ်ဖြစ်ပြကြမြေပြင်ပေါ်မှာလွင့်စင်ထွက်ပြီးတော့ထိခိုက်ဒဏ်ရာရသွားပါတော့တယ်။ဒီတော့ကြည့်ရှုနေတဲ့ပရိသတ်တို့ရောဒီနေ့ရောက်ထဲမှာဘသူကပို့ပြီးတော့စဉ်စားညံနေပါလေလို့ထင်မိပါသလဲ။ဝိုလာပြုတ်ကျသွားခဲ့တဲ့ထရက်ကားမောင်းသူလား။ဒါမှမဟုတ်အခြားတစ်ဘက်ကိုအချိန်မီရှိုင်တုံးမျိုးမပြုတ်ခဲ့တဲ့ဆံကေသမားလား။တင်းတို့ရောဘလို့များထင်မိပါသလဲ။တကယ်တော့မိုင်မဲတဲ့ရှင်မောင်းတွေဟာမြေပြင်ပေါ်တင်မကပဲနဲ့ပင်လယ်ထဲမှာလည်းရှိနေကြသေးပြီးတော့ဒီတယောက်ဆိုရင်တော့အရှိန်မထင်းနိုင်မင်းနဲ့တင်မော်တစီလုံးမှလွဲတချော်တွေကြုံတွေ့ကြရတာပဲဖြစ်ပါလိမ့်။ ပရိသတ်တို့လေဒီရင်မောင်းလေးကိုကြီးလိုက်ရုံနဲ့တဲ့ဝင်မတန်တဆာချင်းဟာဘလောက်ထိအနေရများလေထိထိရှားရှားမြင်တွေ့ကြရမှာပါဒီနေ့မှာတော့စင်ချင်ညံနေပါတဲ့ရင်မောင်းလေးရဲ့လမ်းပေါ်ကတလေးတချော်လောက်ရက်တည်တဲ့ကတချို့ကိုစူးစီးတင်ဆက်ပေးရပါဖြစ်ပါတယ်ကြီးရှုနေတဲ့တင်တို့ရောတင်ဆက်ပေးသွားတဲ့အထက်မှာဘယ်ရင်မောင်းကအမိုက်မဲဆုံးလို့ထင်မိလဲဆိုတာသိရထင်မြင်ချက်လေးကိုလေကိုမမရှိခဲ့ပေးပါအောင်ရှင်ဒီနေ့ရောလောက်ပါပဲအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်